ထိုင်းမြန်မာနယ်စပ်မြဝတီမြို့နယ်မင်းလန့်ပန်ကျေးရွာကအကြံဘတ်စစ်တပ်နဲ့ KNL မဟာမိတ်တပ်တွေနိုဝင်ဘာလ22ရက်နေ့ကနေအခုဒီဇင်ဘာလ2ရက်နေ့ထိတိုက်ပွဲတွေပြင်းထန်နေပါတယ်။အဲ့ဒီတိုက်ပွဲတွေတွင်အကြံဘတ်စစ်တပ်ကမင်းလန့်ပန်ရွာဘက်ကိုပစ်ခတ်တဲ့လက်နက်ကြီးနဲ့လက်နက်ငယ်ကြီးတွေထိုင်းနိုင်ငံမဲဆောက်မြို့နယ် မဲကိုကိန်းရွာဘက်ကိုကြားရောက်ပောက်ွက်လို့ရှေ့ပြောင်မြန်မာတောင်ယာလုံသမားမိသားစုကအမျိုးသမီးနှစ်ဦးခလေးတဦးထိခိုက်ဒဏ်ရာရခဲ့ပြီးနေအေတွေကားနဲ့ဆိုင်ကယ်တွေလည်းထိမှန်ပျက်စီးခဲ့တယ်လို့မက်ကိုကင်ကျေးရကမြန်မာရွှေ့ပြောင်းတာယာလို့တမတအူက PBS Radio မြန်မာကိုပြောပါရယ်မြန်မာဘက်ကလက်နက်ကြီးတွေကမက်ကိုကင်ဖက်ကိုကြပြီးတော့ क्वे ရအိမ်တွေလည်းထိရပြီးတော့တောင်ယာလို့တဲ့မိမနှစ်ယောက်နဲ့ကလေးတစ်ယောက်လည်းအစာရိမ်မှန်နေ ပြီးတော့ခါကျော်ရှမ်းတွေရဲ့အိမ်ကိုလည်းထိတယ်ကားတွေဆိုင်ကယ်တွေလည်းထိတော့အခုဆိုလို့ရှိရင်ចောင်းတွေပိတ်အလုပ်ယုံဆက်ယုံတွေလည်းပိတ်ထားရတယ်အာအပ်ပြီးတော့ခါကျော်နောက်အိမ်ကအဖိုးဖွားတွေကိုလည်းနေရာရွှေ့ထားပေးရတယ်တောင်ရတွေကိုလည်းပေးမသွားတော့ဘူးထိုင်းလူကြီးတွေနဲ့စစ်တပ်တွေကတော့စားကြရတော့ဝေပေးနေရဲ့အခုလောဆက်ဆက်ခြေနေရတော့ဒီလောက်ပဲပေါ့နော်ဒါပြင် တိုက်ပွဲကလက်နက်ကြီးကြီးတွေမင်းလက်ပံကျေးရတဲ့ကိုကြားရပောက်ကွဲရာမှာရွာသားတော်ဦးနဲ့မင်းလက်ပံကျေးရကစစ်ဆောင်တွေယာယီနေနေတဲ့ဘုံကြီးကျောင်းကတန်ကတပါလက်နက်ကြီးကြီးစာထိမှန်တမ်းရတယ်လို့လည်းသိရပါတယ်။လက်ရှိမှာတော့ထိုင်းစစ်တပ်ကမြမအချမ်းဘက်စစ်တပ်ကိုကြီးပစ်ခတ်တတိပေးတာပြီးနဆက်ကူတန်းသွာလာတဲ့လေကေတွေကိုနှစ်ဘက်ဖြတ်တန်းသွာလာခဲ့တွေတစ်ဘက်ပိတ်ထားတယ်လို့လည်းသိရပါတယ်။ ခိုင်းစစ်တပ်ကတော့ဒီလေကူးကန်းကူးတွေကိုတပတ်လောက်ပိတ်ပြီးတော့စောင့်ကြည့်နေရပေါ့ဒီကန်းကူးရင်ပြင့်မယ်ဖမ်းမယ်လို့ဆိုပြီးတော့သတင်းတွေရောကြားနေရတယ်အခုကဒီမင်းလက်ပန်တို့ဘလူးတို့ကကလေးတွေရောဒီမြော်ရီကြောက်ခတ်တခြားမှာရှိရရွာတွေရဲ့ကလေးတွေရာလည်းဒီထိုင်းဘက်မှာကျောင်းကတက်လို့မရဈေးဝယ်ဈေးအောင်လုပ်ဖို့ရတယ်ပစ္စည်းတွေရာထိုင်းဘက်ကချမြတော့ဒီကန်းကလည်းတပတ်လောက်ပိတ်တာဆိုတော့ပစ္စည်းတွေရာပြတ်တာပေါ့ဗျာ အခုလက်တက်လောမှာတော့မဲဆောင်မြပရီကိုစီကူတမှုလောက်တဲ့တတာအမှတ်နှစ်ပါဝင်တောင်ရင်မြင်အောင်တိတ်ခဲ့တွေပိတ်ထားပြီးမြပရီတတာတစ်တခုသာဖြန့်တန်သွားလာလို့ရနေတယ်လို့သိရပါတယ်ရှင်